ျွန်တော်ကနောက်ဆုံးဘယ်လောက်ဆိုးလဲဆိုရင်ကျွန်တော်ကဟိုထားပါတော့ဗျာကျွန်တော်ပွဲလန်းတွေပါရေးပွဲတွေပါရေးသွားလို့ကျွန်တော်ဟိုမှာဆိုရင်တောက်ရတာတော့ပေါ့ရှိတာပေါ့နော်မူးနေတော့ကျွန်တော်ချင်ရောက်သွားကျေးဇူးတော်လေးဆော်တယ်ဘယ်လိုညားတဲ့ကောင်စင်တော့ပြောပြောစရာမလိုတော့မူးနေတော့ကိုကျွန်တော်မူးနေတော့ချင်ဆော်တယ်မူးနေရောလဲမူးမူးနေဆော်ဒါမဲ့လေထွေးထွက်သွားမူးပြေသွားအောင်အဲ့လိုမျိုးပေါ့ဟုတ်တယ်ကျွန်တော်ကနေကြီးပိုးဆိုးတာခုနောက်ပိုင်းဆိုရင်လေကျွန်တော်ထွေးမထွက်ရင်မနေတတ်တာဗျအဲ့လိုထွေးထွက်ချင်တာလေ ထွေးထွားမှလည်းသူကလေပေါ်ပါပြီးတော့ဟိုလမ်းဆန်းတာပေါ့နော်နေလို့လည်းကောင်းတယ်အိတ်လို့လည်းကောင်းတယ်ပြီးတော့အဲ့လိုချွေးတွေထွက်ညာဘက်ဆိုရင်ချွေးလေးထွက်ပြီးတော့ပြန်အိမ်ပြန်ရောက်အိမ်ပြန်ရောက်ရေပူလေးနဲ့ချိုးဆိုတော့ရေချိုးလိုက်ပြီးဆိုတာလည်းသူကလေအញ្ញာ fresh ဖြစ်ပြီးတော့ညာအိတ်ပြီးဆိုရင်လည်းအញ្ញာအိတ်လို့ကောင်းတယ်ဟိုလိုမျိုးပေါ့ stress မရှိတော့ဘူးပေါ့နော်ပိုဆိုးတာကိုကောင်းတာခါတဲ့အိတ်မဲ့ဆိုရင်အိတ်တဲ့အချိန်က9မိနစ်မကြောက်ကျွန်တော်အိတ်ပြောပါဘူးဆိုတော့အဲ့ဒါလေးကိုသဘောကျတယ်ပေါ့နော်အဲ့တော့ ွေးထွက်အောင်တော့အများကြီးစူးစမ်းရတယ်။ဒီကနီနေသားကျွန်တော်အကြိုက်ဆုံးပါပဲဒီ body နေသား။ဘာလို့လဲဆိုတော့ကျွန်တော်ကွာလာတာဆာပေါ့ပါတယ်။နန်းလျှောက်တာတို့ဘာလို့ပြေးတာတို့ဘာလို့ဆိုရင်ကျွန်တော်ကနေတိုင်းချင်ပါလေလုံနေရဆိုတော့ကိုကိုကို weight တက်တယ်လို့ခံစားမိနည်းနည်းလေးတယ်။အဲပုံမှန်တကယ်ဟိုဘောစီအရန်ကိုကမှန်နေတယ်ပေါ့နော်။အဲ့လိုအခြေအနေမျိုးရောက်သွားပြီဆိုရင်လည်းကိုကိုကိုပေါ့ပါနေတယ်လို့ခံစားရတယ်ဆိုတော့ဒီနေသားကိုတော့ကျွန်တော်အကြိုက်ဆုံးပါတယ်။ ကျွန်တော်တငယ်ချင်းတအုပ်ကိုပေါ့နော်သူကရွှေငွေဒီအင်ချံပြင်းနဲ့ပြီးသွားတော့ဒီဟိုပါပေါ့ travel tour ပေါ့နော်ခီးသွားလုပ်ငန်းလုပ်တာဆိုတော့ကျွန်တော်လာပြီးတော့ပါဝင်ပြီးတော့ဟိုအားဖြည့်ပေးတာပေါ့ပြီးသွားတော့ဟိုတငယ်ချင်းဆိုတော့လည်းပို့ပြီးတော့ဝန်းရံပေးရမှာအမြင်ကတော့ကောင်းပါတယ်ဟိုခီးသွားလုပ်ငန်းကလည်းဘာဖြစ်ဖြစ်ဟိုကောင်းမွန်တဲ့အလုပ်တစ်ခုပဲလေနောက်တစ်ခုကကျတော့အင်ချံပြင်းဆိုတာလည်းဘာဖြစ်ဖြစ်လုပ်တတ်တယ်ဆိုရင်ဟိုဘယ်လိုပြောမလဲဟို လုတ်လုတ်ကောင်းတဲ့အရာတွေမှာပါတယ်ပေါ့နော်ပြီးတော့တငယ်ချင်းကိုယ်တိုင်ကလည်းဟိုအနုပညာသမားဖြစ်တာဆိုတော့ဒီလိုမျိုးဟိုအလုတ်တွေလာလဲဒီလိုမျိုးအနုပညာပြင်နာချားလုတ်လေးတွေပါလာတာဆိုတော့ကျွန်တော်အားပေးတယ်အားလည်းအားကြပါတယ်ကောင်းလည်းကောင်းတယ်ပေါ့နော်အလုတ်လေးတွေပူရလာတာပူများလာတာဆိုတော့ဝမ်းသာစရာကောင်းတယ်ပေါ့အဲ့လိုမျိုးတငယ်ချင်းတွေပဲချိတ်ဝေရမှာပေါ့အာရင်းနေတာကတော့ပဲကျွန်တော်တို့ကချားလာပြီငယ်ငယ်လေးတွေကကျွန်တော်တို့ဒီကျွန်တော်အသက် အနက်နေ့လေကျွန်တော်သက်28 29လောက်ထဲကတကယ်ချင်းတောက်ကုန်နေဦးလေသိတာကျွန်တော်သူနဲ့သိတာဟင်းစီလိုပါဦးထဲတော့စောသေးတယ်ကျွန်တော်ကရင်ထဲကစသိတာလေဟင်းစီတော့မအမစီမချစ်ပြူစီရောက်မှသိတာသူနဲ့ကြတော့စနုဝိုက်မှာတည်းကသိတာဆိုတော့ဟိုအခုချိန်ဒီလေဒါကိုယ်တငယ်ချင်းပဲလေဟိုရုပ်ရှင်တွေကတငယ်ချင်းဆိုတာထက်ကိုအများကြီးပိုပါပဲတကယ်ကိုကိုယ့်ရဲ့ twin ဒီအစင်းသိငယ်ပေါင်းတငယ်ချင်းလို့လဲခံစားရပါတယ်ဒါကြောင့်လဲ သူ့အလုပ်ကလေးကိုပို့ပြီးတော့ကျွန်တော်ကဟိုအားဖြည့်ပေးရမှာအတိုင်းတော့အရန်တိုင်းမင်ဖြစ်ပါတယ်ကျွန်တော်အလုပ်နဲ့ပတ်သက်လည်းတိုင်းမင်ဖြစ်တယ် personal ကိစ္စနဲ့ပတ်သက်လည်းတိုင်းမင်ဖြစ်တယ်ဟိုဟိုတစ်ခါတလေမှသာတွေးပြတာလေအရန်တော့လည်းဟိုဟာဘာသူလည်းအလုပ်သူ့လုံးနဲ့သူများတာဆိုတော့ကျွန်တော်အရန်တော့မတွေးပြဘူးပေါ့နော်ဒါပေမဲ့လည်းတွေးတိုင်းလည်းငငယ်တော့ကမှုပါပဲငငယ်တော့ကပုံစံပါပဲတဲ့ဥပ္ပကလည်းပြောရမယ်ဆိုစိတ်ထားကောင်းတယ်စိတ်ရင်းကောင်းတယ်သူကသူအေးစိနေတတ်တယ်ပြီးတော့ လို့ဖော်မလဲသူများကိုအကောင်းမြင်စိတ်များတယ်ဆိုတော့အဆင်ပြေတယ်ပေါ့နော်အဲ့ဒါလေးနဲ့တည်းဟိုကျွန်တော်ကဝမ်းသာတာပြောတာပေါ့သူမဟုတ်တာဖြစ်နေတာမျိုးဖြစ်တယ်ဆိုရင်လည်းကျွန်တော်ပြောတာပဲတကယ်ချင်းဒါပေမဲ့ပြောရဲဆိုတာဒီဟိုကျွန်တော်ကလေဟိုလိုမျိုးဆရာကြီးလုပ်ပြီးတော့ပြောတာမျိုးတော့မဟုတ်ပါဘူးဟိုတကယ်ချင်းဒါကတော့ဒီလိုမလုပ်သင့်ဘူးပေါ့ဒါကတော့ဒီလိုရှိတယ်ပေါ့သူအရန်ဝနေလဲတကယ်ချင်းအရန်ဝနေတယ်ဒီနေ့မှရှော့ဘာလို့လဲဆိုတော့အတက်လည်းရလာပြီအတက်ရပြီဆိုတော့ သိပ်ဝိုင်းရင်ကောင်းလို့ဆိုတော့ဟိုသူတတ်နိုင်တယ်လောက်ပေါ့ရှော့ပေါ့ဒီလိုမျိုးလေးရေကြံပေးပြကျွန်တော်တို့လည်းသူအလုံးနဲ့ပတ်တိုင်တန်ငယ်ချင်းတရားတော့အပြင်မှာတော့မင်းသတင်းဒီလိုဒီလိုကြားတယ်တန်ငယ်ချင်းမင်းအဲ့ဒါလေးရောနည်းနည်းသတိထားအောင်ပါရောအဲ့လိုမျိုးပေါ့ဆိုတော့သူပြန်ပြောတာလေးလည်းရှိပါတယ်ဆိုတော့ဘာဖြစ်ဖြစ်စိုးတိုင်ပြီးကောင်းတိုင်ပြီးပဲပေါ့ဗျာအင်းပေါ့သူတို့ကတော့ဟိုနားတော့နားထောင်လိုက်တာပေါ့ဗျာဟိုဒါပေမဲ့လည်းကြိုက်တယ်လည်းမဟုတ်ဘူးပေါ့နော်ဟိုကိုယ်လည်းပြန်ပြီးတော့ချို့ရလေးဆိုသတိပေးတော့ကျွန်တော်လည်းပို့ပြီးသတိထားရလေးပေါ့ရှိတာပေါ့ အဲအဲ့လိုမျိုးလေးပေါ့တငယ်ချင်းတွေကြတော့လေငငယ်တွေကခင်လာတာဆိုတော့တပိတဲ့တပားတဲ့လိုဖြစ်နေခေါ်တာပေါ့ဟိုပြင်းတာပြင်းနေတာဆိုတော့ဒီကျွန်တော်ကတော့ကျွန်တော်နဲ့အတူဆော့ဖို့မဆော့ဘူးမဆော့နိုင်ဘူးဆိုရင်တော့မှနော်တငယ်ချင်းတို့မင်းတို့အိမ်မှာတော့ဆော့အိမ်မှာတော့နည်းနည်းပါးပါပြေးဖုံးဟိုလမ်းလေးပါလေးရှောက်ဘာလို့လဲဆိုတော့ဟိုဂျင်ကတော့ရေးကြည့်ရတယ်ရေးကြည့်ရဆိုတာသူ့ဈာမကြီးကဈာမကြီး investment တစ်ခုပဲပေါ့ အဲ့ဒီရက်ကြောင့်ကျွန်တော်ကအမြဲတမ်းသူတို့ကိုအဲ့ဒါနဲ့ပတ်သက်ရင်တော့ပြောပြပါတယ်။တကယ်ကြီးကငါမအားသီးလို့ပါဘူး။လှုပ်ရှုပ်နေပါဘူး။တကယ်ကြီးငါလှုပ်ရှုပ်နေလို့ပါဘူး။ကျွန်တော်ကနောက်ဆုံးဘလောက်ဆိုးလဲဆိုရင်ကျွန်တော်ကဟိုထားပါတော့ဗျာကျွန်တော်ပွဲလန်းနေပါရင်ပွဲတွေပါရင်သွားလို့ကျွန်တော်ဟိုမှာဆိုရင်တောက်ရတာတော့ပါရှိတာပါတော့။ငူးနေတော့ကျွန်တော်ချိန်ရောက်သွား။ ကျေးဇူးတော်ဆုံးပါဘူးအော်ညတဲ့ကောင်စင်တော့ပြောပြောစရာမလိုတော့မူးနေတော့ဟိုကျွန်တော်မူးနေတော့ဂျင်ဆော့တယ်ဟုတ်ကျွန်တော်ဂျင်မှာသွားဆော့ဒါပေမဲ့ဂျင်ကတော့ဟိုလိုပေါ့ဟိုအရန်အဲ့အချိန်ရတယ်လူမများတော့တဲ့အချိန်မျိုးပေါ့မကုနာကြီးကုနာကြီးပွဲလောက်ဆိုဒီနေရောပါလေဆိုတော့ကျွန်တော်နဲ့အလေးနဲ့ပဲရှိအလေးတုံးနေပဲရှိမူးနေရောလဲမူးမူးနေဆော့ဒါပေမဲ့လေထွေးထွက်သွားမူးပြေသွားအောင်အဲ့လိုမျိုးပေါ့ဟုတ်တယ်ကျွန်တော်ကလေဟိုဆိုးတာခုနောက်ပိုင်းဆိုရင်လေကျွန်တော် ထွေးမထွက်ရင်မနေတတ်တာဗျာအဲ့လိုထွေးထွက်ချင်တာလေထွေးထွက်မှလည်းလူကလေပေါ့ပါပြီးတော့ဟိုလမ်းဆန်းတာဗောနော်နေလို့လည်းကောင်းတယ်အိတ်လို့လည်းကောင်းတယ်ပြီးတော့အဲ့လိုချွေးတွေထွက်ညာဘက်ဆိုရင်ချွေးလေးထွက်ပြီးတော့ပြန်အိမ်ပြန်ရောက်အိမ်ပြန်ရောက်ရေပူလေးနဲ့ချိုးဆိုတော့ရေချိုးလိုက်ပြီးဆိုတာလေလူကလေအញ្ញ fresh ဖြစ်ပြီးတော့ညာအိတ်ပြီးဆိုရင်လည်းအញ្ញအိတ်လို့ကောင်းတယ်ဟိုလိုမျိုးပါ stress မရှိတော့ဘူးဗောနော်ဟိုဆိုးတာကိုကောင်းတာခါတဲ့အိတ်မဲ့ဆိုရင် အိတ်တဲ့ချင်းက 5မိနစ်မကျော်ကျွန်တော်အိပ်ပျော်သွားပါဘူးဆိုတော့အဲ့ဒါလေးတော့သဘောကျတယ်ပေါ့နော်အဲ့တော့ဟိုချွေးထွက်အောင်တော့အများအားစံစူးစမ်းတယ်ကျွန်တော် body ကအရင်လိုမျိုးတော့အကြီးကြီးဆော့တာမျိုးတော့မရှိတော့ပါဘူးကျွန်တော်ကဟိုပါပေါ့ကျွန်တော်နောက်ပိုင်းဆိုရင်ဘယ်လိုဆော့တာလဲဆိုတော့အလေးဆိုရင်ကျွန်တော်ကပုံမှန်တော့ပဲဆော့တယ်ကျွန်တော် heavy မဆော့တော့ဘူးငငယ်တုန်းကတော့ heavy ဆော့ခဲ့ဒါပေမဲ့ heavy ကိုပါလုပ်လိုက်တာလေစကာဒီယိုပေါ့နော်ကာဒီယိုဆိုအဓိက heavy ဆော့လိုက်တာပေါ့အပြေးမယ်ခုံမယ်မလီရိုက်မယ်အဲအဲ့ဒါအဓိကပေါ့အဲ့ဒါကိုတော့ရအောင်ဆော့တယ် အဲ့ဒါကြီးအားလုံးပြီးပြီဆိုတော့မှကျွန်တော်စိတ်ကျေနပ်မှုရပြီဆိုတော့မှခုနပြောလိုလေးနည်းနည်းပါပါဆော့တယ်လေးတော့ကျွန်တော်မိုင်အဲ့ကြောင့်မို့ body အကြီးတော့လေအရင်လိုမျိုးကြီးတော့လေပြန်လုတ်ဖို့အစီအစဉ်လည်းမရှိဘူးကျွန်တော်ကိုယ်တိုင်လည်းကြီးလာတော့ကျွန်တော်ခံစားမိရကျွန်တော်ကိုယ်တိုင် body အကြီးနဲ့လည်းမလိုက်ဘူးဟိုတွက်ကွယ်နဲ့ပဲအစင်ပုပ်ပုပ်ကိုပြေးရလို့ခံစားမိတယ်ပြီးတော့ဝတ်စားဝေးရတာလည်းအဲ့ဒါဆိုခန္ဓာကိုယ်ပြင်ပို့ပြီးတော့ကျွန်တော်တို့ယောက်ျားလေးတွေအတွက်ပို့ပြီးတော့ဝတ်လို့စားလို့ကောင်းတယ်ပေါ့နော် ဒီဟာနီဒေသကျွန်တော်အကြိုက်ဆုံးပါပဲဒီ body နေထားဘာလို့လဲဆိုတော့ကျွန်တော်တွားလာရတာစပေါ့ပါတယ်လမ်းလျှောက်တာတို့ဘာလို့ပြေးတာတို့ဘာလို့ဆိုရင်ကျွန်တော်နေတိုင်းချင်းမာလဲလုံနေရဆိုတော့ကိုကိုကို weight တက်တယ်လို့ခံစားမိနည်းနည်းလေးတယ်အဲပုံမှန်တကယ်ဟိုဘောစီအရန်ကိုကမှန်နေတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးရောက်သွားပြီဆိုရင်လည်းကိုကိုကိုပေါ်ပါနေလို့ခံစားရတယ်ဆိုတော့ဒီအနေထားတော့ကျွန်တော်အကြိုက်ဆုံးပါပဲအားလုံးထဲမှာကျွန်တော်ငယ်ဆုံးပဲအဲသူကွာတာလည်းတအုပ်ကုန်တဲ့ကျွန်တော်နဲ့ဆိုနှစ်နှစ်သုံးနှစ်လောက်ပါပဲ ိမ့်စေတဲ့ကျွန်တော်နဲ့လည်းအဲ့လောက်ကွာတယ်ရဲမှန်တဲ့ကျွန်တော်နဲ့လည်းအဲ့လောက်နေပါကွာတယ်သူတို့တွေကရွေးတယ်ကျွန်တော်ကနည်းနည်းငယ်တယ်နည်းနည်းငယ်တယ်ဆိုတာပါပေါ့အများကြီးမဟုတ်ပါဘူးတနှစ်နှစ်နှစ်လောက်ပဲငယ်တာပါအဲမယောက်ျားတွေမှာတော့အဲ့လိုမရှိပါဘူးယောက်ျားရဲ့ကြီးတဲ့လူပုံထိန်နေရတာသူတို့တိတ်မှုလိုက်တယ်အော်ဟုတ်လေဟိုဘယ်လိုပြောမလဲယောက်ျားလေးရကြီးတဲ့လူကတကယ်တော့ဟိုဘယ်သူဘယ်အဖွဲ့မှာလေးတွေပါအကြီးဆုံးကခေါင်းဆောင်ပဲလေယောက်ျားလေးရမ်းမှာဆိုရင်တော့ဘာဖြစ်ဖြစ်သူတို့တခုခုမူးတယ် အခုခုဆိုရင်လည်းကိုထိန်းတာပေါ့ငွေကပြန်ထိန်းရအေးမောငွေတဲ့လူကထိန်းပေးရမှာပေါ့ဒါကတော့ကိုမူးတဲ့သူတို့ပြန်ထိန်းပေါ့ဒီလိုမျိုးပါပဲဦးစားပေးပါတယ်အဓိကတော့ဟိုမှာကျွန်တော်ဖျားသွားမယ်ဆိုရင်သူတို့ရအောင်သူတို့သူတို့ကတော့သိရတိုင်းပဲဟိုဖျားတရားနေရသူတို့ကမနေပြောရလဲလောက်ပါဆိုရင်သူတို့ကမလောက်ချင်ဘူးလေအော်ဖျားသွားမယ်ဆိုရင်သူမလိုက်ချင်ဘူးမနေခေါ်ကအဲ့ဒါကဲလာပါတကယ်ကျွန်တော်ဖျားသွားမယ်မဟုတ်ပါဘူးဟိုကောင်းတယ်လေဘာပဲဖြစ်ဖြစ်ဖျားရောက်တော့ဒါကောင်းတဲ့နေရာလေးရောက်တယ်ပြီးတော့ကျွန်တော်တို့လည်းပို့ပြီးတော့ဟိုပါဗျာဟို ဒီလိုမျိုးဖျားရေးပါရီဒီလိုသွားခဲ့တာဆိုတော့လေမာရီပြင်နောက်ဆိုရင်အဲမာမန်းမသိရဲ့အချိန်မှာလည်းရည်ဆက်ဆုံးတာပေါ့ဒါကောင်းတာပေါ့ငယ်ဆုံးလေးရပဲတရားကိုခေါ်နေရပါတော့เนาะအဲအဲ့လိုတော့လည်းမဟုတ်ပါဘူးကျွန်တော်ကကြတော့လေဟိုဒီတိုင်းပဲကျွန်တော်သွားခြင်းစိတ်ပေါ်ရင်သွားတာဆိုတော့တို့ကလည်းအခါကျန်ပါစေချင်တာပေါ့အေးဗောဘုရားသွားလဲတူတူတောက်လဲတူတူပဲပေါ့ချစ်တက်တာဗောကျွန်တော်တငယ်ချင်းသူမိန်းမဒါအချစ်တာနော်အင်းစီချစ်ဆုံးပဲနော်ကျွန်တော်မျိုးစုံမြင်မှုလေ င်ဘူးလားဆိုတော့ဒါမီဒီယာရှေ့မှာပြောရဲဆိုရင်ဟိုဟာအေးခိုင်တဲ့သူအေးခိုင်စာဟင်းစင်မျိုးသမီးပေါ့ပြဿနာတက်သွားလိမ့်မယ်မလုပ်ပါနဲ့နောက်ပတ်မှာတော့အရင်ကျက်တဲ့ထဲမှာပါလာပြီအကျက်တာပေါ့ကျက်တာပါရှိတာပေါ့ရှိတာပေါ့ခဏရောက်သွားပြီပါရှိတာပေါ့အဲ့ဒါကတော့အခမ်းအဆုံးကတော့ကြော်စရာထုံးပေါ့ကျွန်တော်ကရင်တော့ဆိုရင် application လေးရှိရလေဖုန်းခေါ်တဲ့ application လေဖုန်းလာနေရပေါ့မသိရင်ကျွန်တော်ကသူ့ဆော်နေမယ်သူအဲ့တော့ကသူ့ရေးစားပါအခုတော့သူ့မိမပြတ်သွားပါသူ့ရေးစားနေမယ်ကျွန်တော်ထည့်ထားတာ တကယ်သူကခိုးထွက်လာတာဆိုတော့တကယ်ချင်း main main comedy ကိုခိုးနေဆက်နေသူကတကယ်တော့သူက application နဲ့အလုပ်ထားတာလေအဲ့ဒီချိန်မှာလက်စီပြက်ပြက်လာခဏလေးခဏလေးညာသူကထွက်တော့မဲ့အချိန်ကျဖုန်းပြန်ကြသွားပြီခိုးနေလိုက်တာပေါ့ဖုန်းပြန်ကြတော့ဖုန်းပြန်ကြတော့